တရင်များအကြောင်းမေးမြန်းလိုက်ပါကထောက်ဝက်လောက်တော့အချိန်ဒီမှာ ChatGPT လိုရန်ရည်တု AI အထောက်ကူပြုပစ္စည်းတွေဟာအမရိတာထုတ်ပေးတက်ကြောင်းတွေ့ရှိရတယ်လို့ဥရောပပြည်သူအတန်လှင့်လုပ်ငန်းကကြေကြေပြန့်ပြန့်လေ့လာထားသောအစီရင်ခံစာတစ်စောင်ရသိရပါတယ်။အဲ့ဒီအစီရင်ခံစာကိုဗုဒ္ဓဟူးနေ့ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအမှားတွေမှာပြန်လုံတဲ့တည်င်းရောထွေးနေတာရက်စွဲကိုတလွဲဖော်ပြတာဒါမှမဟုတ်မရှိတဲ့အဖြစ်ပြက်တွေကိုတီထွင်ဖော်ပြထားတယ်လည်းပါဝင်ပါတယ်။ ဥရောပအတန်လွင့်လုပ်ငန်းသမဂ္ဂ EBU ကထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာဟာကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေတဲ့ AI အထောက်အကူပြုပစ္စည်းတွေဖြစ်တဲ့ OpenAI ရဲ့ ChatGPT, Microsoft ရဲ့ Copilot, Google ရဲ့ Gemini နဲ့ Perplexity တို့ကိုလေ့လာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။တခုလုံးခြုံကြည့်ပါကအသုံးပြုတဲ့ဘာသာစကားသတင်းဖြစ်ပွားရာမူရင်းတိုင်းပြည်တွေနဲ့မသက်ဆိုင်ပဲ AI ကထုတ်ပေးတဲ့အဖြေတွေရဲ့45ရာခိုင်နှုန်းဟာအ ਨੇ ဆုံးအရေးပါတဲ့ပြဿနာတစ်ရပ်တည်းပါရှိနေတယ်လို့အစီရင်ခံစာကဆိုပါတယ်။ထုတ်ပေးတဲ့အဖြေ၅ခုထဲမှာတစ်ခု တိုင်းစီမှာထင်ရောက်ထင်မှားအသေးစိတ်တွေနဲ့ခင်းနောက်ကျနေတဲ့သတင်းချက်လက်တွေပါဝင်အဓိကကျတဲ့တိကျမှုပြဿနာတွေလည်းပါဝင်ပါတယ်။အဲ့ဒီအထောက်အပံ့ပစ္စည်းလေးမျိုးထဲမှာဂျမနိုင်းဟာအဆိုးဆုံးဖြစ်ပြီးသူ့ထုတ်ပေးတဲ့အဖြေတွေရဲ့86ရာခိုင်နှုန်းမှာအရေးကြီးတဲ့ပြဿနာတွေပါရှိနေပါတယ်။အဲ့ဒါဟာတခြားအထောက်အပံ့ပစ္စည်းတွေထက်နှစ်ဆပိုများနေတာဖြစ်ပါတယ်။ ဖြစ်ပွားရတဲ့အကြောင်းရင်းတွေကတော့အဓိကအားဖြင့်ညံဖြင်းနဲ့ရင်းမြစ်ဆောင်ရွက်မှုကြောင့်ဖြစ်ပါတယ်။ဥရောပနိုင်ငံတွေရဲ့အများဆုံးဖြစ်တဲ့နိုင်ငံ၁၈နိုင်ငံကသတင်းဌာန22ခုဟာမေလနှောင်းပိုင်းကနေဇွန်လဆန်းတွင်တူညီတဲ့မေခွန်းတွေကိုအဲ့ဒီ AI ထောက်ကူပြုပစ္စည်းတွေကိုမေးမြန်းခဲ့ကြပါတယ်။ထုတ်ပေးတဲ့အဖြစ်၃000ခန့်မှာတွေ့ရတဲ့အများဆုံးပြဿနာကတော့ခေနောက်ကျနေတဲ့အချက်လက်တွေကိုထုတ်ပေးတာပါ။ အုတ်ရဟမင်းကြီးကဘာတူလဲလို့မေးတဲ့အခါ ChatGPT ကဖင်လန်အစိုးရသတင်းလှည့်ဌာနကို YLE လို့ဆိုပြီးတော့အဖြေပေးပါတယ်။ကပလော့နဲ့ဂျမနိုင်းကတော့ Dutch သတင်းဌာနတွေဖြစ်တဲ့ NOS နဲ့ MPO တို့ကို Francis လို့ဖြေပေးပါတယ်။အမှန်မှာယခုအချိန်မှာတော့ Francis ဟာတည်ဆုံသွားပြီဖြစ်ပြီးတော့သူ့ကို Leo 14ကဆက်ခံထားပြီဖြစ်ပါတယ်။ဇန်နဝါရီလအတွင်းမှာကျင်းပခဲ့တဲ့ Donald Trump ရဲ့ချမ်းစစ်စာချိန်ဆိုပွဲမှာ Elon Musk က Nazi ပုံစံလို့ဆိုတဲ့အလေးပြုနည်းနဲ့ပြုတဲ့ပုံကို ပြင်သစ်ရေဒီယိုသံနှင့်ဌာနဖြစ်တဲ့ Radio France ကမေးမြန်းတဲ့အခါတယောစာရည်ရေးသားထားတဲ့ဟာသာစာရေးဆရာတဦးရဲ့ပင်နိုင်ဆောင်မကနေယူထားဟန်ရှိတဲ့ဂရေကျွဲတထေးကြီးကညာလမောင်းထောင်တာပါလို့ဖြည့်ပေးထားပါတယ်။တရင်ရယူရဖတ်ရှုရမှာ AI ထောက်ကူပြုပစ္စည်းတွေဟာအကူလောက်တဲ့နီလန်းတွေမဟုတ်သေးပါဘူးလို့ EBU ရဲ့ဒုတိယညွှန်ကြားရေးမှူးချုပ် Yefility Tinder နဲ့ BBC အသံနှင့်ဌာန AI အကြီးအကဲ Peter Archer တို့ကပြောပါတယ်။အဲဒီလိုချုံရင်းချက်တွေရှိနေပေမဲ့အထူးသဖြင့်လူငယ်တွေဈာထဲ မှာတော့ AI အထောက်ကူပြုပစ္စည်းတွေကိုသတင်းချက်လက်ရယူရေးမှာပုံမှုအသုံးပြုလာနေကြပါတယ်။ Writer Institute ကဂျူလာမှာထုတ်ပြန်ခဲ့တဲ့ကမ္ဘာလုံးဆိုင်ရာလေ့လာမှုအစီရင်ခံစာအရအသက်25နှစ်အောက်လူငယ်တွေရဲ့25ရာခိုင်နှုန်းဟာသတင်းချင်းတွေရရှိဖို့အတွက်ရသက်ဘတ်တိုင်းမှာ AI ကိုအသုံးပြုနေကြတယ်လို့ဆိုကြပါတယ်ရှင်။ လူ့သောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝင်ပြည့်ချက်ကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။